မင်္ဂလာပါရှင်ဒီနေ့ဆရာတကျော်ရဲ့ဘဝဒုရီယာမောဟပြေပုံတိုပတ်စများဆိုတဲ့စာအုပ်ထဲကဗိဒိစီက အတူယူစရာဆိုတဲ့စာတိုလေးကို ပြင်ဆင်ဖတ်ရှုပေးမှာဖြစ်ပါတယ်ခွေးကမှလူထဲတစ္ဆာရှိသေးတယ်ဆိုတဲ့စကားဟာခွေးတွေမှာ အတူယူစရာတွေရှိကြောင်းကိုအထင်ရှားပြသနေတဲ့စကားပဲဆိုတာတေချာတွေ့ချင်းရေးရေးပေါ်လာပါလိမ့်မယ် ခွေးတွေမှာလည်းကောင်းကြလေးတွေအတုခိုးစရာလေးတွေရှိပါတယ်။ဖတ်မိတဲ့အထဲမှာခွေးတွေစီကအတုခိုးစရာလေးတွေကို အမတ်စင်ထိုးပြီးဆင်းရင်ချပြထားတာတွေ့လိုက်ရလို့အခုလိုမျှဝေလိုက်ကြပဲဖြစ်ပါတယ်။နံပါတ်၁ဘာရမဟုတ်ပဲလန်တလားနိုင်တဲ့အခွင့်ရေးမိသားစုတာဝန်အလုပ်ကြဝင်ဘဝဝင်ဒီနဲ့ဖြစ်စည်းလာတဲ့အခါကျွန်တော်တို့ဟာအဲ့ဒီအခွင့်ရေးကိုလက်လွတ်ဆုံးရှုံးနေရတတ်ပါတယ်။ဒီရချက်ဟာ အလုတ်သိမ့်များသူတွေနဲ့သက်ဆိုင်တဲ့အချက်ပါပဲ။တနည်းအားဖြင့်စိတ်ကိုအစာကျွေးဖို့အသက်လောင်ဖို့အတွက်အလကားလန်းတလားတာစိတ်အပန်းဖြေတာဟာလူတရားအတွက်မလွဲမသွေလိုအပ်ပါတယ်။နမနဲ့စိတ်သူခင်သူတွေအိမ်ပြန်လာတဲ့အခါတိုင်းအတင်းပြေးပြီးနှုတ်ဆက်ခြင်းဘာမှတော့အရေးမပါလာပါဘူးဒါပေမဲ့အဲ့ဒီလိုပြေးကျုံနှုတ်ဆက်တာဟာပြန်လာသူကိုအမောပြေစေတယ်လို့ သူနဲ့ကိုနဲ့ခြားကစီးနောင်အားကိုတူပွားလာစီတာတတိလေးထားပြီးလုပ်မယ်ဆိုရင်အကျိုးရှိမှာသိကြပါဗါ။အမှတ်3ကိုယ့်အတွက်သိအကျိုးရှိမယ်ဆိုတာကို သိလိုက်တာနဲ့တပြိုင်နက်စိတ်ရှည်လက်ရှည်စောင့်ဆိုင်တတ်ခြင်းခွေးရီများဒါမျိုးစုတဲ့စိတ်ရှည်ကျွန်တော်တို့လူတွေကတို့တို့လောက်စိတ်မရှိဘူးအဲ့တော့ဒါလဲအထူးယူစရာလေးတစ်ခုပါ။ နံပါတ်၄ကိုစီးကိုတယောက်ယောက်ကကြော်လာပြီဆိုတာနဲ့ကြော်နေတဲ့အကြောင်းကိုသတိပေးလိုက်ခြင်းချက်ချင်းအသေးအသေးမပေးဖြစ်ခဲ့တဲ့အတွက်အာနာနေမိခဲ့တဲ့အတွက်ပြက်သွားတဲ့ဆန်ရည်တွေမာကြောပြတောက်ကုန်ရတာတွေကိုသတိရမယ်ဆိုရင်ဒီအချက်ကလည်းအမတန်အတူယူထိုက်မှန်းသိမိကြပါလိမ့်မယ်။နံပါတ်၅ပြေးခြင်းခုံခြင်းနေ့တိုင်းကစားခြင်းဒါကတော့ကျမ်းမာရေးလိုက်စားဖို့လမ်းညွှန်မှုတစ်ခုပဲဖြစ်ပါတယ်။နံပါတ်6 ရှားတဲ့အခါမှာလဲအာဘာတရားနဲ့မြေရေရှဲ့ရေရှားခြင်းအာဟာရဟာလဲကျန်းမာရေးတက်လို့အပ်ပါတယ်။ရှားလို့မမြင်တာဟာစာရင်နဲ့စိတ်ကတခြားရောက်နေလို့ဖြစ်တတ်ပါတယ်။အာဘာတရားမြေရေရှဲ့ရေရှားတာဟာအာဟာရအပေါ်မှာအာယုံအပြည့်ထားတာမို့ကျန်းမာရေးနဲ့ညီမျိုးစေတဲ့နောက်တစ်ချက်ပါပဲ။နံပါတ်9 တစ္ဆာရှိခြင်းဒါကိုတော့နည်းနည်းလေးထက်ချက်ပြစေခွေးတွေကတော့သခင်အပေါ်မှာတစ္ဆာရှိကြတယ်ကျွန်တော်တို့လူသားတွေအတွက်ကြတော့လူသားသခင်မရှိပါဘူးကျွန်တော်ရဲ့သခင်ကတစ္ဆာတရားပါပဲမတရားတာမမှန်ကန်တာတဘာဝတရားနဲ့ဆန့်ကျင်တာနိုင်လုံမင်းထက်အပြုမှုများကိုမပြုလို့မကျူးလွန်ဖြစ်အောင် ထိမ့်သိမ်းတာဒါမှမဟုတ်တစ္ဆာတရားအပေါ်မှာတစ္ဆာရှိတာဒါလည်းရင်ကျွန်တော်တို့လူသားများအားလုံး ဆောင်ထင်းအပ်တဲ့သစ္စာပဲဖြစ်ပါတယ်။နံပါတ်၈ဟန်မဆောင်ခြင်းဆက်ဆံရေးတွေပြည့်ဝင်ကုန်တာဟာဟန်ဆောင်နေမှုကြောင့်ဆိုရကိုစဉ်းစားမိကြမယ်ဆိုရင်ဒါကိုလည်းအထူးပြောစရာမလိုပါဘူး။နံပါတ်၉ကိုလိုချင်တာကိုမြုပ်ထားရင်ဘလောက်နဲ့နဲ့ခေါ်ထုတ်နိုင်ခြင်းဒါကတော့ဇွဲလုံးလဝရိယကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။နံပါတ်၁၀ တယောက်ယောက်စိတ်မချမ်းမသာဖြစ်နေရင်တိတ်တိတ်လေးအနားမှာထိုင်လို့ညင်ညင်တတလေးထွေးပွေပေးခြင်းကျွန်တော်တို့ကတယောက်ယောက်စိတ်မချမ်းမသာဖြစ်နေရင်တိတ်တိတ်နေဖို့တော်တော်ခက်တယ်။နှစ်သိမ့်စကားတွေအပိစကားတွေလှိမ့်ပြောချင်တာကအရင်ဟိုတစ်ဖက်သားကကြားချင်မှန်းမသိမကြားချင်မှန်းမသိတခါတလေကိုစိတ်ညစ်နေတဲ့အခါမှာလဲသူများက လာပြောရင် ပိုစိတ်ရှုပ်သွားရတတ်တာကို မေ့ပြီးသူများကြပြောချင်တတ်ကြတယ်။ တကယ်လိုအပ်ကြကအနားမှာထိုင်ပေးတာလောက်ကလေးပခုံးလေးပုတ်ပေးတာလောက်လေးလက်လေးဆုပ်ကိုင်ပေးတာလောက်ကလေးပါနံပါတ်7တစ်ချက်လောက်ဟောင်းလိုက်ယုံနေပြီးမယ်ဆိုရင်ကြိုက်မနေပါနဲ့ပြောချင်တာကတော့လက်လွန်သွားတယ်ဆိုတာဘဝမှာခဏခဏဖြစ်တတ်ပါတယ်စကားကြုံသွားတာလည်းထို့တူပါပဲခွေးတွေကတစ်ချက်အဟောင်းနဲ့တတ်မသွားတော့မှကြိုက်ကြတာပါတစ်ချက်လောက်ဟန့်လိုက်ယုံနေတက်နေတာကိုပဲစွတ်သွုံးပြောရင် ဇွတ်မောင်းမဲရင်ဇွတ်ကိုထိလက်ရောက်ကျူးလွန်ရင်တော့တူတူကိုကိုစိတ်အချင်းပေါက်သွားတတ်ပါရဲ့နံပါတ်7ဘလောက်ပဲ ခဏခဏအဝေဖန်ခံရခံရအပြစ်တင်ခံရခံရကိုကိုကိုအပြစ်ရှိတယ်လို့တစ်စက်ကလေးမှမခံစားပါနဲ့မျက်နာမပြတ်ပါစေနဲ့အဲ့လိုအချိန်မှာလှန်လန်းအတိုင်းအမြန်ဆုံးလက်ပြေးပြီးမိတ်ဆွေတစ်တည်းရှာလိုက်ရုံပါပဲမခံစားရရင်မျက်နာမပြတ်ရင်စစ်ဆန်ရင်ဟောင်းလဲမပြတ်သွားနိုင်ပါဘူး ကိုစိတ်မကြည်လို့အသာနောက်ဆုတ်ပြီးမိတ်သက်ရှာရင် မိတ်မိတ်ဆွေတက်တောင်တိုးလာအောင်မယ်ပြန်ကြည့်သွားတဲ့အခါကျတော့လေပုံမှန်အတိုင်းဆိုရင်ဘဝမှာရန်သူနေသွားတော့မှာရန်သူနေသွားရင်မိတ်ဆွေများလာမှာမိတ်ဆွေများလာရင်ဘဝကပို့လို့နေပြော်မှာပေါ့ခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်